ဲ့ဒေသနဲ့ပတ်သက်ပြီးတော့လည်းအားလုံးစိတ်မပူပါနဲ့ကျွန်တော်ဇော်ဝင်းကရောက်ကြားကောင်းပြည်သားတော်နဲ့ဖြစ်လာတဲ့အရာအားလုံးကိုရင်ဆိုင်ရင်းရှင်းနိုင်မှုအသိဖြစ်နေပါပြီမင်းတို့နိုင်မှုထိုင်တဲ့နေရာကိုပဲကြည့်ဘိုးနောက်ဆုံးတဲ့ချောင်းထဲမှာကိုယ့်ကိုယ်မိတကယ်တမ်းတော့ကခေါ်ထားတယ်ဒီကြောင့်သူများပြောလို့တော့တော့မှနားမလည်ဘူးဟမ်ပမာလိုပဲချက်ပြောတယ်ဟမ်ဒီပုံစံနဲ့တိုင်းပြီးအုပ်ချုပ်ရုပ်ကပေးမပြီးတောင်းမပြီးကြက်မပြည့်သေးမပြည့်ဟမ်ပေးလို့ဟမ်စဉ်းစားကြည့်နေ ဟယ်လိုချီရတဲ့မြဝပြည်သူညီကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ news pitch channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်မေလ9ရက်နေ့ရဲ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသေးတဲ့တော်လန်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ကျွန်တော်ခါတိုင်းလိုပဲသတင်းတိုလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ဒီနေ့ညမှာတော်လိုင်းရင်ရဆူရီရနဲ့ပြည်တော်မှာယူဆောင်လာပြတဲ့စခန်းသင်းတဲ့ဘွဲတွေရဲ့ထဲကနေပြည်တော်မှာပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ ပဲဘကူတန်းရွှေချင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်968ချင်းမြန်တရရင်ခမာရ968ဟာဆိုရင်တော်လိုင်းပောင်းတရကနေပြီးတော့မှနနဲ့အစောပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မှနည်းဒေဆုံးခဲ့ရဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။စခန်းကကြာသွားပါပြီ။ရဲဘော်တွေလက်ထက်ရောက်နေပါပြီ။လေးချောင်းရတဲ့အကြားကနေပြီးတော့မှလိုက်ရှင်းနေရတဲ့စစ်ပရမရွှေချင်းမြို့ကစစ်ရေးတရင်မြို့ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ ရွှေချင်းမြို့နယ်မှာခမာရ9ခုရှိတဲ့ရင်ပြဲနောက်ထပ်စစ်တပ်ရဲနှစ်ခုနဲ့ရဲစခန်းဌာနဆိုင်ရုံးတွေကြန့်ရှိနေသေးတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။စစ်ကောင်ဆရာဆိုရင်တော့ကျွန်တော်ဒီနေ့မနေ့ဆက်တနေခန်းအထိလေကြောင်းတဟမှုတွေပြုလုပ်လဲရှိပြီးတော့မှအခုဆိုရင်ကျွန်တော်တို့ဒီစစ်စင်ရေးမှာကန်နယ်လီနဲ့တူစောက်တန် Eagle တပ်ရင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာန မတုံးစစ်တွေတာကတိုင်းတွေပေါ်ပူပေါင်းတိုက်ခိုက်နေတယ်လို့တရားတာပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မှာဆွနော့ပါနော်။ဒီစစ်ကောင်စီရဲ့စစ်စခန်းတွေများစွာကိုတင်ပရရှိထားတာဖြစ်ပြီးတော့မှအထူးသဖြင့်တောင်ပိုင်းတိုင်းမှာဆိုရင်ကျွန်တော်တော်လိုင်းပူပေါင်းတပ်ဖွဲ့နဲ့နေပြီးတော့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေစစ်ကောင်စီရဲ့စခန်းတွေကိုတခုပြီးတခုတင်ပရရှိတာတွေလည်းကျွန်တော်ကြားနေရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ထိုင်းမြန်မာနယ်စပ်အနီးထဝယ်မြို့နယ်နဲ့လိုင်းဘွဲမြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တိခိဗျူဟာစခန်းနဲ့တခေါ်ဘီခိစခန်းတို့ကိုတိမ်ပတ်ရရှိပြီးပြီဆိုပြီးတော့မှကရင်မြို့သားစီယုံကန်ယူရဲ့တဝင်ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။စခန်းရပြီလေကရင်လန်တင်လိုက်ပြီးစစ်သားတွေရတော့ပြေးစင်းကုန်ပြီးလက်ရှင်းနေတဲ့ခုနှစ်နှစ်မှ drone နဲ့စတိုက်ပြီးတော့မှတိမ်တာခုမနဲ့သူတို့ထွက်ပြေးသွားကြတာသူကမဲလာတစ်ခွက်တဲ့စခန်းနောက်ဘက်ထဲကစခန်းပေါ့ နောက်ထပ်မဲလာတို့ဝန်ခတိတို့အဲ့ဒီစကားဆက်စခန်းတချို့ချန်တဲ့ဆူပရမကရင်စေးတရင်မြစ်ကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့ဒီနေ့မှာဆိုတော့ဗောနာဒီကန်နယ်လေးနဲ့ဖူဝန်တဖို့ဝင်နေတယ်ပြမစကောင်စီရဲ့စခန်းတစ်ခုကိုတပြိုင်တည်းတင်ပိုက်ထားတာပြမစခွေးတချို့ကတော့လက်နဲ့တွေနဲ့သူထိုင်းနေကမြစ်ကိုထူပြေးသွားကြတယ်လို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့မြောက်လိုင်းရင်နဲ့ခုဆိုရင်ရုရှားရင်ပြင်နေတွားပြီးတော့မှဒီစေးပြပွဲကိုတွားကြည့်နေတဲ့အချိန်မှာမြေပြင်မှာဆိုတော့သူရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညောစာဖွဲလိုက်ကိုဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုကိုစီကနေပြတော့မှာပေါ့နော်ဝန်တာရဆိုနေပြောဆိုထားတာပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်မင်းအောင်နိုင်ကတော့နောက်ဆုံးတန်းမှာဗျာကုတ်ကုတ်လေးထိုင်းနေတဲ့ချိန်မှာဒီရင်းမှာဒီလူဒီလူအရာရှိတယ်ပွဲဘာဖြစ်လဲအဘမမအရှယ်ပဲစနိုက်ပါနဲ့ထောက်ထားတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားမင်းတို့အပေါ်မှာစနိုက်ပါထောင်လောက်ကမင်းတို့တုံးနေတာသုံးဝင်မှာလေအဲ့လိုအရာရှိတဲ့ပွဲတွေထက်လာအောင်ဒီပွဲကလေမင်းတို့နိုင်လို့မရဘူးသိလားဘာဖြစ်လို့လဲမင်းတို့ဖြစ်နေတဲ့တူကတိုင်းတစ်ပါးသားမဟုတ်ဘူး ပြည်သူနဲ့ပြန်ဖြစ်နေတဲ့ပွဲဖြစ်တဲ့အတွက်မင်းတို့နိုင်လို့မရတော့ဘူးအဲ့ဒါအတိပဲနော်အဲ့တော့လက်ရှိဘရရှာကြီးစေဦးဒါတို့စစ်တပ်အတိုင်းဝဲကောင်တွေကဟိုဂုံယူဆိုင်တစ်ခုလိုထင်းနေကြတယ်တကုံဂုံယူဆိုင်မဟုတ်ဘူးအကျိုးလိုလိုညောင်ရင်နောင်းတာဘရရှာပူတင်နေနေရတယ်ချင်းတွေ့မင်းလာခဲ့နော်မင်းမလို့ချင်းတယ်မင်းလို့ချင်းတယ်ငါပေးမယ်မင်းအောင်ငါဘာပြပေးနိုင်တယ်အဲ့တဘောအဲ့ဒီနေရာမှာခုနကပြောတူအထက်စည်းကဆွေးနွေးရတာမဟုတ်ဘူးနော်မင်းနိုင်ဘူးထိုင်တဲ့နေရာကိုပဲကြည့်ဟိုနောက်ဆုံးတန်းချောင်းထဲမှာကိုကုံလေးစကပြားနောက်ကခေါ်ထားနေတယ်ရေချောင်းသူများပြောလို့စောက်တော့မှနားမလဲတာဟုတ်မဟမ်ပမာလိုပဲရှောက်ပြောနေတယ် ဟမ်ဒီပုံစံနဲ့တိုင်းပြည်အုပ်ချုပ်ခြင်းတွေရုပ်ကပေးမပြီးတောင်းမပြီးကြက်မပြေတင်းမပြေဟမ်ပေလို့ဟမ်စဉ်းစားကြည့်စမ်းလူများခေါင်းဆောင်တွေဒီဘာစကတ်တည်းမလိုတော့ဘူးဥထင်ကျော်သွားတယ်နော်2016ခုနှစ်မှာဥထင်ကျော်သွားတယ်ဘာစကတ်တက်တော်ဆောင်ကနားမရှိတဲ့စကားကိုတက်တက်နဲ့ပြောသွားတယ်နိုင်ငံခေါင်းဆောင်ကသူတို့ဘယ်ဖြစ်တာမသိဘာနဲ့နေရာကဘာမှလို့ရှောက်ပြောတော့လေးခွားနေဆိုပြပြအာဆောက်ပေါ်လို့ဆောက်ယူလို့ကဘာပါပြီးတဲ့ခါကဲဆောက်ပေါ်နော်ဟမ်ဒီလူကောင်မျိုးကငါတို့အုပ်ချုပ်ဖို့လုပ်နေဆိုတွေးရင်ဒေါ်လာတွေကျတော့ဟမ်စဉ်းစားကြည့်စစ်တပ်မှတော့မင်းတို့စစ်သားတွေအနေနဲ့မင်းတို့စိတ်မတူဘူးလားမသိငါတို့ခေါင်းဆောင်ကဒီလူကောင်မျိုးတော့ကွာမင်းတို့မတွေးဘူးလား ဘာကောင်တက်လာတက်လာမင်းတို့အမိတ်နာခံမဲ့ကောင်မျိုးတွေလားအဲ့ဒါဆိုဟုတ်လားငါပြောတယ်လို့ခိုးရင်အမိဖြတ်ပြီးတော့မင်းအောင်နိုင်တက်ချုပ်အင်ဂျီဝင်ပေးလိုက်လို့ရှိရင်မင်းတို့အလေးပြုမှာလားစဉ်းစားလေခုနကပြောတယ်ငါတို့စစ်တပ်ကိုခေါင်းဆောင်မဲ့လူမျိုးကတော့အရင်ရှင်းပြေဝရမယ်သူများနဲ့ရှင်းနိုင်လို့ရှိရင်ခုနကပြောတယ်လို့အစအစအရာရာမျက်နှာမငယ်ရတဲ့ခေါင်းဆောင်မျိုးဖြစ်ခဲ့မယ်လေတိုင်းပြည်စင်းရတာစင်းရတာတက်တက်တပိုင်းဒါပေမဲ့အခုမင်းအောင်နိုင်ကိုကြည့်မင်းတို့တွေမနာကြဘူးလားတို့ကောင်မျိုးကြီးကိုခေါင်းဆောင်ပေးပြီးတော့ဟာလေးကွာခွေခွေမင်းချက်ထားတော့လည်းတော်အောင်မယ်ဟမ်စဉ်းစားကြည့်စမ်း ။ဆိုလိုက်မယ်မင်းတို့စစ်တပ်အထက်ကကောင်တွေကတော့မင်းတို့ဒီကောင်မျိုးကိုခေါင်းဆောင်တင်ကျင်တင်းသိလားမင်းတို့မြောက်မြန်မာတွေတင်ကျင်တင်းအမှတိလားမင်းတို့မြောက်ကိုရီးယားမဟုတ်ဘူး။မြောက်မြန်မာလေးရဆိုရင်မင်းတို့နိုင်ငံတခုထားမိမယ်။သိလားနော်။အေးငါတို့ကတော့ဒီလိုကောင်မျိုးကိုလက်မခံဘူး။ဘာဖြစ်လို့လဲ။လူစင်မမီတဲ့ကောင်မျိုးကိုငါတို့လူတွေအုပ်ချုပ်ခွင့်မပေးနိုင်ဘူးလေ။ငါတို့ကလူတွေလူကိုလူပဲအုပ်ချုပ်ခွင့်ရမယ်။လူကိုလူမဟုတ်တဲ့ကောင်တွေအုပ်ချုပ်ခွင့်မရဘူး။တိလား။မင်းအောင်နိုင်တဲ့ကောင်မျိုးနဲ့သူ့အတူတိုက်တဲ့လူပဲဘယင်ပဲယူယူတိုက်တယ်မနာဘူးလုံးဝမရစေအောင်မယုံကြည့်လိုက်နော်။အဲ့တော့လက်ရှိထိုင်းမြန်မာနယ်စပ်တောက်လျှောက်ကိုတော့ငါတို့တော်လိုင်းတက်တယ် စိုးမိုးနိုင်ပြီးထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတောက်လျှောက်ဖို့နော်စိုးမိုးဖို့ပဲလုပ်တယ်အဓိကကတော့တနင်္လာနေ့တိုင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ကိုတော်လိုင်းအရေးစုကြီးရဲ့စိုးမိုးထိန်းချုပ်နိုင်ပြီးလို့ရှိရင်ထိုင်းနဲ့မြန်မာနယ်စပ်တောက်လျှောက်အားလုံးကိုစိုးမိုးနိုင်ပြီးလို့ဆိုရင်ထိုင်းကမင်းအောင်နိုင်ကိုစကားပြောမလားတော်လိုင်းရဲ့အရေးစုကြီးစကားပြောမလားလက်ရှိထိုင်းရဲ့နိုင်ငံရဲ့အခြေအနေကိုလည်းမင်းတို့ပေါ်မှာနေတစ်ချက်လေ့လာနိုင်အောင်တိလား တအားကြီးစွမအောင်နဲ့တအားကြီးမမြောက်ပေးနဲ့တေးရတာမင်းတို့မဟုတ်ဘူးရှေ့မှာစစ်သားတွေရဲတွေနော်ကချင်မာလည်းတွားကြည့်ဦးမပူနဲ့ကချင်မာမင်းတို့ပြောရမလားဗာကချင်မာရေခဲပဲရှိသေးတယ်ဗာရေခဲတယ်မင်းတို့ဖိနှိပ်ထိုးထည့်ရေခဲတာကိုစီရော်ဒီဘောမရုပ်ကိုရေဒေါ်ဆော်ထားတာပါနော်မျောလိုက်ရဆိုရင်ဒီရရှောက်တွားပြတော့မှ ပေါ်ပန်းလေးစားတွေတော်လုံးနေတဲ့အချိန်မှာမြေပြင်မှာရှိတဲ့သူရဲ့ assist ကန်ကုန်းတွေကတော့ကျွန်တော်တို့တော်လိုင်းရဲ့တဖုံနဲ့နေမျိုးတို့မှာတစ်ခုပြီးတစ်ခုခိုးဆိုရင်တိုက်ခိုက်သိမ်းပိုက်နေတာကိုလည်းကျွန်တော်တို့တွေ့တာဖြစ်တဲ့ဆိုတော့မြေပပီသူတွေအားလုံးကြားရှိနေတဲ့ assist ကန်သိမ်းတိုက်ပွဲတွေရာဆိုတော့ပေါ့နော်အခုဆိုရင်ကျွန်တော်ခါသေးကြားနေရတာဘယ်မှမကြားခင်မှာတော့တော်လန်ပူပုံတဖုံနဲ့ပျော်ပျော်လာတဲ့စစ်စွမ်းရည်တွေနဲ့သူကျွန်တော်နောက်ထပ်တင်ကောင်းတွေကြားဖို့ရှိနေတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့လေချောင်းရံတက်ကတောက်ဆောင်မှုရဲ့နေရက်ပေါ့နော်စစ်ကောင်စီရဲ့တရေးဘူးကြီးအရဆိုရင်ဘယ်လိုမျိုးလူစားလဲဆိုတာကိုတင်ဆက်ထားတဲ့တင်လေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်ကလာကတာ2031လေချောင်းရံတက်ကစစ်တီပါကျွန်တော်တို့တက်ကတရေးဘူးကြီးဘူးကြီးဖြစ်တော့အကြောင်းပြောချင်ပါသေးတယ်တရေးဘူးကြီးလင်မယားဟာတရေးမှုနဲ့ပိုင်နေဆိုပြီးယောက်ျားရောမိန်းမပါတက်မှာချေလင်းနေကြပါသေးတယ်တရေးဘူးကြီးဟာအရေးတမားဖြစ်ပြီးတာဝန်ချိန်နေမှာလဲမူးနေတက်တဲ့သူပါ ကျွန်တော်တို့စစ်တီတွေကိုကိုတိလက်ရောက်ထိုးတက်ပြီးတန်းချိန်ချိန်တွေမှာအရာရှိရောစစ်တီပါမကြံမူဗီဆဲဆိုတတ်ပါတယ်စစ်တီရဲမေတွေရဲ့ရေခါဆုံငွေတွေကိုလည်းပုံမှန်ပေးနေမရှိသလိုစစ်စီရဲ့နေတဲ့စိတ်တွေကိုလည်းပုံမှန်မပေးပါဘူးတမတော်ကပေးတဲ့အာမီရန်အရက်ပလင်းတွေကိုသူ့အိမ်မှာထားပြီးတပ်ပြပကဆိုင်နေမှာပြန်လဲရောင်းချတာအကျဉ်ပြတ်ချစားနေတာဖြစ်ပါတယ်တော်လေးကိုတွေးဆိုးနေတာနော်တခါနေဆိုပြီးနေ့စဉ်ဖတ်ထိတ်တွေကိုသူတို့လင်မယားနေရာရရ ခိုင်းစားနေကြပါတယ်တရရင်ဖို့ကြီးမိမလို့သူကလည်းတရရင်မှုခရုံနဲ့ပိုင်နေငါပြောရင်ပြီးတယ်ဆိုပြီး သူနဲ့တဲတဲ့ရဲမေတွေကိုသာမျက်နှာသာပေးပါတယ်။မတဲတဲ့သူတွေကိုတော့ခွဲခြားပြုတ်ဆိုတတ်တဲ့အကြီးရှိသူပါ။တရေးဘူကြီးကိုပေးကမ်းပြီးနေပြည်တော်စီလန်းကြောင်ဂိတ်မှာတနည်းကြောင်ဂိတ်ခိုင်ပြီးငွေရှာပေးနေတဲ့နိပညာကြောင်ရှင်ဘူလေးတဦးရဲ့မိမကိုတော့အရန်မျက်နှာသာပေးပါတယ်။အဲ့ဒီလိုအကြေးပြတ်ခြားစားနေတဲ့သူမျိုးကိုတရေးဘူကြီးတာဝန်ဘာလို့ဆက်ပေးထားတာလဲဆိုတာမိကုံထုတ်စီရပါပဲ။တမတော်ကလာစာနဲ့ရိတ်ခါမျော်စားနေရတဲ့ကျွန်တော်တို့စစ်တီရဲမေတွေအပေါ်ခေါင်းပုံဖြတ်စားတောင်းနေပြီးအထပ်ပါအောက်ဖီလောက်ရက်တွေကိုလက်မခံနိုင်လို့သတင်းစကားပါရခြင်းဖြစ်ပါတယ်။ ဒါကိုအများသိအောင်တင်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်အောင်တဲ့ရမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ကြည့်ရင် message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ဒီတေးဘူးကြီးဆိုတဲ့ကောင်တော့တော်တော်လေးတောင်းချနေတာပေါ့နော်အခုဆိုရင်သူတို့ဒီအောက်ခြေတသားတွေတော့မှခိုင်းစားပြီးတော့မှရတဲ့ရထတဲ့ချိုးခွန်စားခွင့်တွေကသူကနေပြီးတော့မှတယောက်တည်းကြိတ်ဝင်နေတာကိုကျွန်တော်ကြည့်တာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးစစ်ကောင်စီရဲ့အရာရှိတွေဆိုတော့သူတို့အောက်ခြေတသားတွေပေါ်မှာဆလီရောက်မှမို့တဲ့ရှိနေတာဖြစ်ပြီးတော့မှဒါကိုမတီးပဲနဲ့ပေါ့နော်ကြိတ်မိပြီးတော့မှအငင်းခါနေမယ်ဆိုတော့ကိုထိုင်နဲ့ကိုကံပဲလို့ပြောမှာပဲဖြစ်ပါတယ်ပြီးသူတရားလုံးအနေနဲ့ကတော့ကျွန်တော်ခုဆိုရင် ဒီ end game စဉ်ရွက်နေတဲ့ကြားတဲ့အချိန်မှာအားလုံးဝင်းဝင်းပူပေါင်းပေါင်းကြောက်ဖို့ဖိတ်ခေါ်နေတာဖြစ်လို့စစ်ကောင်စီတမိတဆိုးနေနဲ့နောက်မကျသေးခင်မှာအလင်းမြန်ဆုံး P2B ကိုကူပြောင်းတင်နေဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှဖိတ်ခေါ်လို့ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမဆိုးဝင်းရနေပြီးတော့မှ TNL နဲ့ပေါ့နော်သူရဲ့ဒီထောင်ထဲဝင်ရတော့မှကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပြောနေပြောဆောက်ပြောထားမလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ TNL ဂျမ်ဘက်လက်နက်ကင်တောင်းကျန်းသူတွေကကြောဘွေးတော့မကောင်းနိုင်ဘူး။ဟာ။ အခုတက်မတော်ကတော့အဲ့မှာရာပြင်းတို့တည့်ရချိုးလုံးမှာချနေတယ်ပြီးရင်ဟိုဘက်ပေါ့ကျွန်တော်တို့ရှင်မော်တော့ပေါ့နော်ရှင်မော်တော့ဘက်မှာလည်းတွေ့နေတယ်အန် TNN နေတဲ့ဘက်လက်နက်ကင်တောင်းချမ်းတူတူအထိနာသွားနေပဲဆုတ်ကွာထွက်ပြေးတယ်ကြောပွေးတော်မှာပါတော့ကိုဘက်ကကောင်တွေကဇွတ်တက်မယ်ဆိုတာကြီးပဲဇွတ်တက်မှာဇွတ်တက်မှာဇွတ်တက်မှာဆိုတာကြီးပဲအဲ့ဒါဘာလို့လဲဆိုတော့တချို့တွေကလည်းအမဒီကောင်နေကြိုးပွေးတွေကနေရွှေလူရွှေလူရွှေသားတွေရရတယ်လို့ကြားရတယ်ဗျာတိလား TNN တွေအကြောင်းပြလက်နက်ကန်တောင်းချမ်းသူကတော့ဘွားပြက်ပြီနဲ့ထင်တယ်နော်စပုံတုံးတော့မယ်နောက်တစ်ခုကတော့ကျွန်တော်တို့တနေ့ကခြေနာခဲ့တဲ့နော်98 98တိုင်းကိုရန်သူဝိုင်းနဲ့ပြေးထုတ်ထားတာဆိုတာအဲ့ဒါကိုအထက်က တရင်အောက်ကကျွန်တော်တို့မေဘုံညိုးနေတဲ့အထက်ကိုရသမျှတရင်တွေပို့တယ်လေနဲ့မနေ့ကတညလုံးဝုန်းတယ်ဝုန်းတော့ကျတော့ဒီနေ့မနေ့တော့ညင်သွားတယ်အားလုံးချင်းနေကောင်းတယ်ပေါ့နော်အဲ့လိုပဲကြာသွားတာပေါ့နော်ချင်းနေကောင်းတယ်ဘမောဘက်ကလည်းဘမောကပြောင်းမှုကြီးပြောင်းနေဆက်သွေရတယ်လုံးဝကိုယ့်ဘက်ကအချင်းနေကောင်းပါတယ်နော်လိုင်းဘောကမဟုတ်တန်းတရားပြောနေတာတွေကိုပေါ့နော်အဲ့လိုမျိုးမယုံပါနဲ့အခုကစီးတရားကကျွန်တော်တို့အဘကကြိုကြီးကလည်းရုရှားနိုင်ငံကိုအန်တီနဲ့ခရီးထွက်နေတယ်ကျွန်တော်တို့ဘကကြိုကြီးအတွက်ကျွန်တော်တို့နော်ယင်းထဲမှာအဘကကြိုကြီးရဲ့ တော့နေတဲ့ရင်နဲ့မြန်မာနိုင်ငံအလံလေးနဲ့ပေါ့နော်ဘာကကြိုကြီးစီးနေတဲ့ကားလေးကိုကြည့်ပြီးတော့ဒီနေ့မနေ့ပီတိဖြစ်မိပါတယ်ပေါ့နော်အဲ့တော့ကြတော့တိုင်းပြည်ကစီရီးရကတော့တဖြည်းဖြည်းနဲ့တက်မတော်ကတောက်လျှောက်ပေါ့နော်အောင်ပွဲတွေရရှိလာတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့တက်မရှိတဲ့အောင်နေတဲ့တက်မတော်သားကြီးလက်စိတ်တက်မချနဲ့နောက်တန်းကမိသားစုတွေလက်ဖျားတရားနဲ့ကိုယ့်ရဲ့တက်မတော်သားတွေကိုမေတ္တာဖို့ဆုတောင်းပေးကြပါလို့နော်အဲ့ဒါလေးပြောချင်ပါတယ်နောက်တော့ကျွန်တော်အတွက်နဲ့အမ်တောင်းတကုံမှာအမှုဖွင့်ထားတဲ့ဒေသနဲ့ပတ်သက်ပြီးတော့လည်းအားလုံးစိတ်မပူပါနဲ့ကျွန်တော်ဇော်ဝင်းကယောက်ျားကောင်းပြည်သားတော်နဲ့ဖြစ်လာတဲ့အရာအားလုံးကိုရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အသိဖြစ်နေပါပြီနော်ပြောလိုက်ရင်ပေါ့နော်ပေါပေါရှာရှာဒီလိုမျိုးသူတို့အနေနဲ့နိုင်ပွဲတွေရရှိနေတယ်ဆိုပြီးတော့မှဂျင်းထဲနေတာတကယ်တမ်းကျတော့ကျွန်တော်ခုဆိုရင်လဲစကောင်ဆက်စကားတွေတခုပြီးတခုရရှိနေတာပြီးတော့မှဘုံဘုံမှာဆိုရင်စစ်ခွေးတတက်ရတော့မျိုးစာဖြစ်နေလို့သိရတာဖြစ်တယ်ဒါပေမဲ့ဒီဘုံမှာ ဇော်ဘိုင်းရနေပြတော့မှသူတို့အနေနဲ့အခြေအနေကောင်းနေတယ်ဆိုပြီးတော့မှပြောဆိုလိုက်တာကိုကျွန်တော်ကြားလိုက်ပြီးပြီးချင်းမှာပဲပေါ့နော်အဲ့ဒီနေရာတွေတတ်တွေကကျွန်တော်တော်လိုင်းတက်ဖို့မနေရနေပြီးတော့မှထင်းချို့ဖို့နှိစက်နေပြီဆိုတော့ကျွန်တော်တို့တတိချယုံကြည်လို့ရတော့တာပဲဖြစ်ပါတယ်ဒီဘောမတွေဘယ်လောက်ပဲချင်းတက်ပြီးတော့မှဝါတာမိုင်းဖြတ်နေပါစေကျွန်တော်တို့ပြည်သူတွေကတော့အခုဆိုရင်တရင်မအောင်အခြေအနေနဲ့တကွာပါနော်တရှိထားတာမလို့မကြခင်မှာတော့အဲ့ဒီနေရာတွေတတ်တွေကတော့ကျွန်တော်တော်လိုင်းပူပေါင်းတက်ဖို့မနေရဲ့ထင်းချို့ဆူးမှုနေပြီဖြစ်လာမယ်ဆိုတော့ကျွန်တော်ချင်းတွေပြောလို့ရနေပြီပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပေါ်ကူတော့နေပြီးတော့မှမန္တလေးကပြူခွဲတယ်တော်တော်လေးကိုတောင်းချနေတယ်ဆိုပြီးတော့မှညင်ညူပြောဆိုထားတဲ့ဟာလဲကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်မန်းပြည်သူစစ်တရဆိုးတယ်ဒါပေမဲ့မယုံပါဘူးဒါပေမဲ့ပြည်သူကိုဒုက္ခမပေးဘူးပြည်သူဒုက္ခမပေးဘူးတို့တို့တွေတစ်ချိန်ကဆိုးခဲ့တယ်တို့တွေတစ်ချိန်ကမိုက်ခဲ့ရင်မိုက်ခဲ့မယ်တစ်ချိန်ကတို့တို့တွေဇိုးဖြစ်ချင်းဖြစ်ခဲ့လိုက်မယ်လူတယောက်ကအများအားဆိုးမနေဘူးအများအားမိုက်မနေဘူးအများအားမိုက်မနေဘူး အဲ့တော့မမ်းမြို့မှာဓမြမှုတွေဖြစ်တိုင်းဖြစ်တိုင်းတန်လျာစိတ်တွေနဲ့တမတော်ဘက်ကလည်းခါလေးပြည်သူစစ်တွေထင်လို့ထင်ရဲဘက်ကလည်းပြည်သူစစ်တွေထင်လို့ထင်ထင်အောင်ထင်မားတယ်ထင်အောင်ထင်မားတယ်အများကြီးမိခဲ့တိုင်းမိခဲ့တိုင်းလဲခင်ဗျားတို့ပြည်သူစစ်လည်းမဟုတ်ဘူးဘူးမလဲဟုတ်လားမိခဲ့တိုင်းချားနေရဟာတွေကြိုင်မယ်အခုဘူနွေးနေမမ်းမြို့ပေါ်မှာဓမြမှုဖြစ်သွားတယ်ထင်လိုက်ကြလားဘယ်ဖွဲထင်လိုက်ဟိုဖွဲထင်လိုက်ဟိုဖွဲတန်လျာစိတ်နဲ့ကောက်ဆွဲလိုက်ဒီဖွဲတန်လျာစိတ်နဲ့ကောက်ဆွဲလိုက်နေအဲ့မဲ့တိုင်းရ ရဲတွေလားအတိုင်းရရဲတွေဥစဉ်ကိုဟုတ်လားဘိုးကြီးဝင်းမထွန်းတို့ဆိုဒါစာတုံးလုံးမှာရောက်ပါပြီနော်ဘိုးဝင်းကျော်ဦးတို့ဆို CID မှာရောက်သွားပြီဘိုးဝင်းရန်ဆိုလို့ရှိရင်လက်ရှိတိုင်းမှာရဲတော်တော်များများဥစဉ်ကပြောလိုက်ပါတယ်ခင်ဗျားတို့အခုပုံစံမျိုးလိုက်နေတဲ့ပုံစံမျိုးဆိုလို့ရှိရင်လို့အဲ့ဒီဓမြကိုတပတ်အတွင်းနဲ့မိလိုက်မယ်လို့တပတ်မကျော်ဘူးလို့ပေါ့ကိုတော့ရဲကြီးအာမခံရတယ်လို့မိလိုက်ပါတိုင်းရဘိုးနော်ဘိုးဝင်းရန်ပိုင်လာမတူတိုင်းရနော်မိလိုက်တပတ်မကျော်စရာဘူးလို့ ာတုံးလုံးကဘိုးဝင်းဝင်းမထွန်းတော့မေးလိုက်တပတ်မကြော်စရာဘူးလို့ဘိုးဝင်းကြော်ဦး CID ကဘိုးဝင်းဝင်းကြော်ဦးမေးလိုက်တပတ်မကြော်စရာဘူးလို့ပေါက်ကတော့လုံးလုံးအာမခံရတယ်လို့နော်ခွန်းနဲ့ညောင်းနေမှာပဲသူတို့မိတယ်နော်တရင်အဆောင်ကတော့ PDF ကတနက်ထုတ်ပေးတယ်ရေတန့်ပို့နေတဲ့ကလေးတွေဓမြလေးတွေပေါ့ဓမြ PDF ပေါက်စာလေးလို့ပြောလို့ရတယ်သူဒီတရက်နှစ်ရက်ဆိုလို့ရှိရင်ဒါဥစဉ်တို့တရင်ထုတ်ပြန်လိုက်မယ်လို့တော့ထင်တယ်နော်အဲ့တော့ဥစဉ်ပြောချင်တာကမန်းပြည်သူစစ်တွေခိုးဝဲတာလူခဲ့တာတွေရှိရင်တောက်ထားနဲ့ပြပေးပါ ်ပြည်သူပေါ်ကိုအနိုင်ကျင့်ခဲ့တာတွေရှိတယ်မတရားလုပ်ခဲ့တာတွေရှိရင်အထောက်အထားနဲ့ခိုင်ခိုင်လုံလုံပြပါတပည့်သားဒုက္ခရောက်တန်တရားစိတ်တွေနဲ့မလုပ်ပါနဲ့ဟုတ်လားအချို့မိတယ်ဆန်တော်အချို့ဟိုတလောအဖမ်းတယ်စနေတို့လူတက်မှုနဲ့တော့ရနေတယ်ဒါလည်းဥစဉ်တို့ဥဆန်းရင်းအစိမ့်မဲ့စခန်းမှုအစိမ့်မဲ့စခန်းမှုရမခွေးပြောင်းသွားရတဲ့ဒကာကြီးနဲ့ဥစဉ်ဟုတ်လားစနေမတော်မဆဖြစ်ထားပဲကွာမတော်မဆလောရင်ထွေးနေဟုတ်လားဖြစ်ထားပဲအဖမ်းခံလိုက်ချက်ချင်းဖမ်းခံလိုက်ဥစဉ်ပြောတယ် ဒီမှာပေါကရုံးပြောပုံရဆန်တော့သူကမလေးမြို့မှာခုတလောတော်တော်လေးဖြစ်ပွားနေတဲ့ညမမိုးတွေနဲ့ပတ်သက်ပြီးတော့မှနောက်ွယ်မှာကြိုးကင်နေတဲ့သူဖြစ်တယ်ဆိုတာကိုအရေးမွေးပေးတော့တာပဲဖြစ်ပါတယ်ကျွန်တော်အလုံးသိထားတဲ့အတိုင်းပေါကရုံးတို့အဖွဲ့နဲ့ဂျန်တဲ့ဒီပြူခိုးတွေကတော့တော်တော်လေးတောင်းကြနေတာပြုံးမှရွှေဆိုင်နဲ့ပေါ့နော်တခြားဒီယေသနာဆိုင်တွေကိုလည်းညမမိုးတွေစက်တိုက်ချွလို့နေကြတာပဲဖြစ်ပါတယ်တပတ်တွင်ရအောင်တရားခံကိုမိနိုင်တယ်ဆိုတာပေါ့နော်ဒီကောင်ကိုယ်တိုင်ကနေပြုံးမှအဲ့ဒီတရားခံကို သူကိုယ်တိုင်ကိုညီပေးနေတယ်ဆိုတာကိုလည်းကျွန်တော်တို့ဒေချာပေါ့ပြောလို့ရနေတာပြပမတကယ်တမ်းပြောမယ်ဆိုတော့ဒီငပေါ့တို့အုပ်ဆိုတာဆိုရင်ဒီပြူခွေးတွေဓမြအုပ်စုတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ပြည်သူနဲ့တော်လိုင်းပူပေါင်းတဖို့နေအများဆုံးပူပေါင်းပြီးတော့မှပါနော်။အဲ့လိုအုပ်စုတွေကိုရှင်းပြဖို့လွယ်နေပြီဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့အပသမီးစစ်ဘောမကနေပြီးတော့မှဘုံမျိုးတင်းတဲ့ပွဲနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအားချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ KIA PDF AA တွေကို drone လေးကြား တန်ချက်ကအမြောက်ပြစ်ကူများယူပြီးတော့ဟန်ချက်ချင်းချင်းလင်းခဲ့ပြီးတော့ရှင်းလင်းခဲ့ကြောင်းကိုတရင်ရရှိပါတယ်ရှင်။ KIA တက်စုမှုနဲ့တက်ခဲအဖွဲ့ဝင်ပေါ့အကောင်းဆောင်တွေဆိုကြသုံးကြတယ်။ဒါပေမဲ့သူတို့ရဲ့ခေါင်းဆောင်ရဲ့အလောင်းတွေကိုသူတို့မြင်မှာဆိုလို့အတင်းကိုမနှဲဆွဲနေရကြောင်းကိုလည်းကြားသိရပါတယ်ရှင်။ဗမော်တိုက်ပွဲမှာခေါင်းဆောင်အဲစက်မလုံးဘက်မှာခေါင်းဆောင်တွေအရာရှိတွေအတက်စစ်တီတွေနောက်ကြပါရမီဖြည့်မဲ့ပြရပါရမီဖြည့်ဖက်ရဲမေတွေရဲ့တတ်တိပြောင်မြောက်မှုကိုလေတမိုင်းတရားမဲ့ပွဲပဲဖြစ်ပါတယ်ရှင်။ တိုက်ပွဲလုပ်ငန်းစဉ်တွေပေါ့နော်တိုက်ပွဲမှာဘယ်လိုအောင်ခံရမလဲဘယ်လိုလုပ်ရမလဲလို့စာထဲမှာဘယ်လောက်တင်ထားထားပေါ့နော်တကယ်မြည်ပြင်းမှာတိုက်တဲ့ခါကျရင်လက်တွေ့မလွယ်ကူပါဘူးရှင်အဲ့ဒါကိုတော့မှအဲမင်းခေါင်စစ်ကြောင်းရဲ့အောင်မြင်မှုတွေထဲမှာခြေမုံတိုက်ခိုက်နိုင်တာဘမုံမျိုးတွေကိုနော်ခြေမုံတိုက်ခိုက်နိုင်တဲ့အပြင်မျိုးတွေကလူနေအိမ်တွေမှာပေါ့နော်ဘာသာရေးအဆောက်အဦတွေမှာမင်းတို့ဘယ်သူမှအပြင်မထွက်ရဘူးဆိုပြီးတော့လူသားတိုင်းဖြစ်ထားထားတဲ့အာ KIA တခဲဗရက်အကျန်းဖက်တွေကလူသားတိုင်းအဖြစ်ပေါ့နော်အဲ့ဒီပြည်သူတွေကို ဖမ်းထားပြီးတစားခံနေနဲ့ဖမ်းထားတယ်ပြည်သူ300ကျော်ရဟန်းနေနဲ့ရှင်ရောင်းပြန်တယ်နော်ရှင်တာမလီ25ပါးကိုပြန်လဲကယ်ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ဆိုတော့သူပြောတဲ့ပုံစံကတော့ကျွန်တော်ဘက်ကနေပြီးတော့မှပြည်သူတွေကိုလူသားတိုင်းကဖြစ်အထုံးပြုတယ်ဆိုတော့ဆွဆွဲချင်းနေပေါ့နော်မျောလင်းမျောစားပြောဆိုထားတာဖြစ်တယ်ကျွန်တော်အရင်ရက်တုန်းကလည်းကြယ်နဲ့ပြည်ရဲ့ပူအောင်တဖို့နေနေပြီးတော့မှဘုံမျိုးတိုင်းဆင်ရနေတဲ့အချိန်မှာဂျာမပိတ်မိနေတဲ့ စစ်ကောင်စီရဲ့အဒီတက်မီတဆူတွေနဲ့ရဲမျိုးတွေတော့မှ get out ပေးပြီးတော့မှဘေးလွေရာကိုရှောင်သိမ်းမှုတွေလှုပ်ဆောင်ပေးခဲ့တဲ့ဆူပရမကျွန်တော်တို့ကြားရတာဖြစ်ပြီးမှခုဆိုရင်မြေပြင်မှာရှိနေတဲ့ကျွန်တော်မတင်ပိုက်ရတဲ့တဲ့စကောင်စီရဲ့စကားတွေကိုလည်းခုဆိုရင်ထိုးစစ်ဆင်တက်ခတ်နေတာဖြစ်ပါတယ်။ KPDF AA နဲ့ကျန်တဲ့တော်လန်ပူပေါင်းတဖို့ဝင်နေတဲ့ပြီးတော့မှပုံမျိုးအရရှိရဲ့အလုံးစုံစ조사နေကြတာဖြစ်လို့ဒီပုံမတွေပြောသလိုမဖြစ်ဘဲနဲ့ပေါ့နော်ကျွန်တော်မကြခင်မှာတော့ပုံမျိုးနဲ့ပတ်သက်ပြီးတော့မှထူးခြားကောက်မှန်တဲ့တရင်တွေကြားဖို့ရှိတာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဒီရဘအတခုကြီးဆိုတဲ့ငနေကနေပြတော့မှာပဲအိန္ဒိယပါကစ္စတန်အရေးခင်းတဲ့ပတ်သက်ပြတော့မှာဘလူးမျိုးရီပက်ထားမလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ပါကစ္စတန်နိုင်ငံဆိုတဲ့ဥစ္စာကကမ္ဘာပေါ်မှာတကယ် World Trade Center ဆိုတဲ့ကမ္ဘာကုန်သွယ်ရေးအဆောက်အဦဝင်တိုက်ခဲ့တဲ့အကြံဖက်တမာဂျီအိုစမာဘင်လာဒင်ကို USAL Data Force တပ်ဖွဲ့ကနေပြီးတော့ဝင်ရောက်ဖမ်းဆီးခဲ့တဲ့နိုင်ငံဖြစ်တယ်။အိုစမာဘင်လာဒင်လိုလူမျိုးကိုတော့မှကာကာပါပေးထားတယ်ဆိုတော့စဉ်းစားကြည့်အကြံဖက်တမာအကြီးကြီးဟာအဲ့ဒီနိုင်ငံမှာရှိတယ် အဲ့တော့ဒီပြဿနာကအချမ်းဖက်သမားဒီကလှုပ်လိုက်လို့နိုင်ငံနဲ့ကိုယ့်ရဲ့နိုင်ငံကဒီအချမ်းဖက်သမားတွေလှုပ်တဲ့ကိစ္စတော်ဝင်မယူနိုင်ဘူးဆိုလို့ရှိလို့ရှင်လေအိန္ဒိယနိုင်ငံနဲ့ပူးပေါင်းပြီးတော့ဒီအချမ်းဖက်သမားတွေပေါ်ဆုပ်ဖန်ဆီးပေးမယ်ဆိုလို့ရှိရင်ဒီပြဿနာပြီးသွားနိုင်တယ်ပါကစ္စတန်နိုင်ငံကလူဘာဝလူကိုရောက်ခံစားရတယ်ဒီကိစ္စမှာ तू ကကြေးလဲအောင်ပြေးလဲအောင်မလုပ်ဘဲနဲ့အဲ့တော့ तू ရဲ့အစာဝေါင်းများစွာကြီးတဲ့ဒီအိန္ဒိယနိုင်ငံကြီးကဒီလိုလှော်နေဆိုတဲ့ကိစ္စတိတ်တော့အပြစ်မရှိဘူးလို့ကိုရောက်သုံးသက်တယ်ကွာနော်အဲ့တော့အိုစမာဘင်လာဒင်ကိုမိထားတဲ့အတွက်ကြောင့်လေအမေရိကန်နိုင်ငံကဒီပါကစ္စတန်ကို မထောက်ခံတော့ဘူးမကြိုက်တော့ဘူးရန်သူလိုဖြစ်သွားတယ်ဒါကိုလည်းကိုကြီးကလက်ခံပြီးတယ်တခုရှိတာကိုကြီးရဲ့အိန္ဒိယချင်းတရုတ်နိုင်ငံကြီးကဒီပါကစ္စတန်နိုင်ငံကပါနေတယ်ဒါပေမဲ့ပါပလိစီဘာလို့ပါပလိစီတရုတ်ဆိုတဲ့ဥစ္စာကလည်းအမေရိကန်နဲ့သူကအဆင်မပြေတဲ့အတွက်ကြောင့်မလို့အမေရိကန်ကိုဆန့်ကျင်မယ်အိန္ဒိယကိုဆန့်ကျင်မယ်ဘက်မှာတရုတ်ကရက်တီမှာပဲဒါသူ့ရဲ့ဒါဖလော်ရသွားတာအဲ့ဒါကိုကိုကြီးကခေါင်းထဲမှာထည့်မယ်ဘူးအကိုကြီးရဲ့သုံးသက်ချက်ကတော့ဒီအကြံဖက်သမားတွေကိုလက်ခံထားတဲ့အကြံဖက်သမားတွေကိုအားပေးထားတဲ့ ီမွတ်စလင်နိုင်ငံပေါ့နော်ကိုရမွတ်စလင်နိုင်ငံလို့ဘာကြောင့်တုံးလဲဆိုမွတ်စလင်လူမျိုးတိုင်းကအကျံဖက်သမားမဟုတ်ပေမဲ့အကျံဖက်သမားတော်တော်များများမွတ်စလင်လူမွတ်စလင်ဘာသာကိုးကွယ်လူတွေဖြစ်နေတယ်တတိတိတ်ကောင်းတဲ့အကျံဖက်သမားတွေနော်ကိုကိုကိုဘုံတွေတက်ပြီးတော့မနိုင်ငံအကျံဖက်သမားလို့နော်လက်နဲ့မရှိတဲ့နော်တနက်မကင်နော်ဓာတ်ထုတ်ကကြီးအောင်မရှိတဲ့လူကိုတနက်နဲ့လက်မလေကောင်မှာဒူးတော့ခိုင်းပြစ်တတ်တဲ့ကောင်မျိုးတွေမဟုတ်ဘူးကိုကိုကိုဘုံခွဲပြီးတော့အသေးခံမိတိုက်တဲ့ကောင် ပြောလိုက်ရအောင်လို့လို့နဲ့ပေါ့နော်အခုဆိုရင်ကျွန်တော်တော်လိုင်းတက်ဖို့မနေနဲ့နေမွ슬င်စစ်သွေးကြောက်အုပ်စုတွေကမတူဘူးဆိုတဲ့ပုံစံမျိုးတွေထိနိုင်ရှင်ပြောဆိုထားတာနေကောင်းကနေပြန်မှရှင်းမရှိပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီပါကစ္စတန်နဲ့အိန္ဒိယရေခင်းမှာဆိုတော့အချိန်တွေကတော်တော်လေးကိုတင်းမာနေတာပြန်မှ nested စီးမြင်တချက်မှာဆိုတော့ drone ပြန်တမ်းမှုတွေနဲ့ပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ထောက်လန်းမှုတွေလည်းဆက်လက်လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်အိန္ဒိယနဲ့ပြန်မှတိုက်ခိုက်မှုတွေမှာဒီပါကစ္စတန်ပြည်သူ30ကျော်လောက်ဆိုတော့တိုက်ခိုက်တိုက်ဆုံသွားတာပြန်မှပါကစ္စတန်ဘက်ကနေပြန်မှလည်း တကယ်ကိုပြန်လဲတုံ့ပြန်မှုတွေလုပ်ဆောင်မယ်ဆိုပြီးမှကြီးညာထားတာမို့လို့ဒီဟာဆိုတော့ကျွန်တော်ပေါ့နော်မကြခင်ရပိုင်းတွေတုန်းကဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ဒေချာလေးကိုဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့မှကြီးရှုနေကြတဲ့မြို့ပတ်ပြည်သူတွေကလည်းပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုပြောချပေးဖို့ပြောရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆောင်သက်ချင်ပါတယ်စာဆုံးကြီးရှုပေးကြတဲ့မြို့ပတ်ပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့ညချမ်းလေးပတ်ဆိုင်ချက်ပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်